ဆေးကောင်းရင်တစဲတဲ့အစွမ်းအာနိသင်ထက်တဲ့ဆေးတလက်ကယောဂကိုချက်ချင်းသက်သာပျောက်ကင်းစေသလိုမှန်ကန်တဲ့တရားဓမ္မအတိတစ်ခုကလည်းမကောင်းတဲ့အကျင့်ဆိုးဇယိုက်ဆိုးတွေကို ချက်ချင်းပြောင်းလဲပြီးတော့ပျောက်ကင်းသွားစေတယ်လူရဲ့စာရိတကိုချက်ချင်းပြောင်းလဲစေတယ်ဟိုတော့ကဥတီနာဆိုတဲ့ဘုရင်တစ်ပါးရှိခဲ့တယ် ဥဒေနဘီယမသာမဝရီဆိုတဲ့မိဖုရားတစ်ပါးလည်းရှိတယ်။အဲ့ဒီသာမဝရီဆိုတဲ့မိဖုရားကို နေ့စဉ်ပန်းနေဝဲပြီးတော့ဆက်သနေရတဲ့ခုတ်ဆုပ်တရာဆိုတဲ့ဂျွမတစ်ယောက်လည်းရှိတယ်။အဲ့ဒီခုတ်ဆုပ်တရာဆိုတဲ့ဂျွမကိုပန်းဝယ်ဖို့တနေ့ကိုပန်းဖို့အတပြားရှစ်ချက်ရှစ်ချက်မိဖုရားသာမဝရီကပေးတယ်။ခုတ်ဆုပ်တရာဂျွမကလည်း နေ့စဉ်နေ့စဉ်လေးကြဖို့ပဲပန်းတွေကိုဝဲပြီးတော့လေးကြလေးကြကိုတော့ခိုးထားတယ်ပေါ့လေးကြဖို့သာဝဲလာတဲ့ပန်းတွေကိုရှစ်ကြဖို့ဆိုပြီးတော့မိဖုရားသာမဝရီကိုလိန်လဲလိန်ခဲ့တယ်အဲ့လိုခိုးနိုင်တာခိုးလို့ရတာကိုပဲသူ့ဟာသူကြေနပ်ပြီးတော့ငါဟုတ်လာပြီလို့ထင်နေခဲ့တယ်အဲ့ဒါလို့ခိုးနိုင်လို့တနေ့လေးချက်လေးချက်အလကားရနေတာကိုပဲ ူကမြင်တယ်တကယ်ကတော့ဒီလေးချက်ရဖို့ငါရဲ့အကျင့်ဇာတိတာတွေနဲ့လဲယူလိုက်ရတယ်ငါရဲ့ကိုကျင်တရားတွေနဲ့လဲယူထားရတယ်လို့ तू မမြင်ဘူးအဲ့ဒီလိုကိုရဲ့ဇာတိတာတွေကိုရဲ့ကိုကျင်တရားတွေပေးပြီးတော့အဆုံးရှုံးခံပြီးတော့ဒီငွေလေးချက်နဲ့လဲယူထားရတာကိုအမှန်အတိုင်းအရှုံးအမြတ်မတွေ့တတ်ဘူးအဲ့ဒါလို့မသိမမြင်တာဟာလေအဝိဇ္ဇာပါပဲ။ အဲ့ဒါလို့အတိမအအတွက်မအဝိဇ္ဇာကြောင့်ဒီနေ့လေးချက်လေးချက်နေတိုင်းနေတိုင်းခိုးတဲ့သင်္ခါရဆိုတဲ့အလုပ်တွေလုပ်နေတာပေါ့ဒီနေ့မှာတော့အဲ့ဒီခုံးစုပ်တရာဟာသူ့ဝယ်နေကြပန်းတယ်သူမနာအိမ်ကိုပန်းဝယ်လာရင်ပန်းတယ်သူမနာအိမ်မှာမြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေကိုဆွန့်ကပ်တရားနာနေတာတွေ့ပြီးတော့သူပါပေးတတ်တဲ့ဝန်းထိုင်ပြီး တရားဝန်းနာလိုက်တယ် တရားနာပြီးတဲ့အခါမှာတော့တရားကိုနားလေသဘောပေါက်သွားတယ်။တရားနာလိုက်တဲ့အချိန်မှာ သူ့ရဲ့မတရားတဲ့အလုပ်လုပ်နေတာကို သူ့ကိုယ်တိုင်ပြန်မြင်လာတယ်။သူ့ခိုးလို့ရတဲ့ငွေလေးချက်ဟာသူ့စီက သူ့သီလသူ့စာရိတ္တတွေနဲ့လဲလဲယူထားမိတာလို့မြင်လာတယ်။အဲ့ဒါလို့မတရားလုပ်နေတာဟာ တရားပြက်နေတာပဲဆိုတာလေသိလာတယ်။ခိုးတာဟာ မတရားတဲ့အလုပ်ပဲ။ အဲ့လိုဆိုမခိုးရင်တရားပဲလို့မြင်လာတယ်တတဟာမတရားမှုပဲတရားဖြစ်ဖို့ဆိုရင်မတပ်ဖဲနေနိုင်အောင်နေရမှာပဲလိန်နာဟာမတရားဆိုရင်မှန်တာပြောမှန်တာလုံးမှတရားဖြစ်မှာလို့သိမြင်လာခဲ့တယ်ဒီနေ့လေးချက်လေးချက်ရတာဟာတကယ်တော့အလကားရနေတာမဟုတ်ဘူးငါရဲ့ကိုကျင်တရားတွေနဲ့လဲယူလာရတာငါရဲ့ကိုကျင်တရား ငါရဲ့ဇာရိတကလေးချက်ပဲတန်တာလားလူရဲ့တန်ဖို့ဆိုတာကိုကျင်တရားနဲ့ဇာရိတကောင်းပဲကိုကျင်တရားနဲ့ဇာရိတမရှိတဲ့လူဟာတန်ဖို့ရှိတဲ့လူဖြစ်ပါဦးမလားလို့မြင်လာခဲ့တယ်အဲ့ဒီဖရာရဲ့တရားနာပြီးအချိန်မှာငွေလေးချက်နဲ့အကျင့်ဇာရိတတန်ဖို့ကိုမှန်မှန်ကန်ကန်သိမြင်ပြီးတော့တွေ့တက်လာတယ်အဲ့ဒီလိုမှန်မှန်ကန်ကန်သိမြင်တာဟာ ဝိဇ္ဇာပဲအဲ့ဒီအတိမှန်ဝိဇ္ဇာကြောင့်သူခိုးခြင်းဆိုတဲ့အလုပ်ကိုမလုပ်တော့ဘူးတရားနာပြီးလို့သူမနာပန်းတဲ့ထံကပန်းဝယ်လိုက်တဲ့အခါမှာတော့ပန်းနေကိုမိဖုရားတာမာဝရီ ပေးလိုက်တဲ့အတိုင်းရှစ်ကြက်ဖို့ဝယ်လိုက်တော့တယ်မိဖုရားစီရောက်လို့ပန်းနေဆက်သားလိုက်တော့ဒီနေ့ပန်းနေကများလာပါလားခုတ်ဆုပ်သလားတဲ့ခိုးတဲ့အလုပ်တောင်မှ မလုပ်တော့တာဘာကြောင့်လိန်ရအောင်မှလဲ မာလာပါသခင်ပါဒီနေ့ပန်းတွေကိုရှစ်ရက်ဖို့လုံးဝဲလာတာပါ နေတိုင်းနေတိုင်းကတော့မိဖုရားပေးလိုက်တဲ့ငွေရှစ်ချက်ထဲကလေးချက်ဖို့သာဝယ်ခဲ့ပြီးတော့ကျွန်တော်မှလေးချက်လေးချက်ခိုးထားလို့ပါဖုရားလို့ရှောက်တင်လိုက်တယ်ဘာကြောင့်ဒီနေ့မှဒီလိုဖြစ်ရတာလဲလို့မိဖုရားကြီးကမေးလိုက်တော့ဒီနေ့ဗုဒ္ဓထံကတရားနာခဲ့ရတယ်ဗုဒ္ဓတရားနာယူပြီးတော့ မတရားမှုတွေရဲ့ဆိုးကျိုးဆိုးဖြစ်တွေနဲ့တရားမှုတွေရဲ့ကောင်းကျိုးတွေကို나ယူသိမြင်ပြီးလို့ဒီခိုးခြင်းနဲ့အကျင့်ဆုံးကိုပြုပြင်ပြီးတော့ခိုးခြင်းနဲ့ယောဂပျောက်ကင်းသွားတာပါလို့မိဖုရားကြီးကိုလျှောက်တင်လိုက်တယ်ပေါ့ဒီတော့လေသာမဝရီမိဖုရားကသူ့ကိုပြန်ပြောပြဖို့တောင်းဆိုတယ်ဒီတော့လေခုံးစုပ်တရာကမြတ်စွာဘုရားစီကနာခဲ့ရတဲ့တရားတွေကိုမိဖုရားကြီးကိုပြန်ပြောပြလိုက်တယ် ။သာမဝရီကလည်းတရားတွေကို나ယူသဘောပေါက်ခဲ့တယ်။ခိုးစုပ်တရာကိုလည်းအဲ့ဒီနေ့ကစလို့တခြားအလုပ်တွေကိုမလုပ်ရတော့ဘဲနဲ့ဖရာတရားတွေကိုပဲ나ယူပြီးတော့သူ့ကိုပြန်ပြောပြဖို့တာဝန်ပေးခဲ့တယ်။ဆေးစွမ်းရင်တစဲဆိုသလိုတရားကောင်းရင်လည်းတစ်ချက်ပါပဲ။ဗုဒ္ဓရဲ့မှန်ကန်တဲ့တရားဆိုတာအဲ့ဒီလိုလူကိုပြုပြင်ပေးတဲ့တရားပဲ။လူမှအကျင့်ဆိုးဇယိုက်ဆိုးဆိုတဲ့ယောဂါတွေ ဒေါသအာဃာတတွေဆိုတဲ့စိတ်ဆင်းရဲစိတ်ပူလောင်မှုဆိုတဲ့ယောဂါတွေကိုဗုဒ္ဓရဲ့ဓမ္မဆိုတဲ့ဆီကချက်ချင်းပျောက်ကင်းစေခဲ့တယ်။လူဆိုတာသဘာဝအရာမွေးလာတာဖြစ်ပေမဲ့အကျင့်ကောင်းဇေယိုက်ကောင်းဆိုတာကတော့လူပေါ်မှာတိဆောက်ယူရတာဖြစ်တယ်။သီလတို့၊တမာတိတို့၊ပညာတို့ဆိုတာမွေးရပါပစ္စည်းတွေမဟုတ်ဘူး။လူကနေတိဆောက်ပြီးယူထားရတဲ့အရာဖြစ်တယ်။ အဲ့ဒီလိုသီလတွေတမာရီတွေပညာတွေတိဆောက်ထားနိုင်လို့လေလူဟာတန်ဖိုးရှိတဲ့လူငြိမ်းချမ်းတဲ့လူဆိုတာဖြစ်လာတာဖြစ်တယ်လူဘော်ကနေသီလတွေတမာရီတွေပညာတွေကိုဖယ်ရှားပြီးတော့စိတ်ကူးနဲ့ကြည်လိုက်ပါလားလူဟာလူနဲ့မတူတော့ပဲတရိတ်ဆန်နဲ့ဆိုးတဲ့သရဝါတကောင်ဖြစ်သွားနိုင်တယ်ဒါကြောင့်ဏီကုံယုတ်အနေနဲ့ပြောရရင် မှန်ကန်တဲ့အသုံးဝင်တဲ့တရားဓမ္မအသီးများကို ရနိုင်အောင်ကြိုးစားကြပါမှန်ကန်တဲ့အသီးဓမ္မတွေရပြီးရင်လဲမှန်ကန်တဲ့တန်ဖိုးရှိတဲ့လူများဖြစ်အောင်လူပေါ်မှာသီလတွေတမာရီတွေပညာတွေတည်ဆောက်ထားနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်